ဈေးကွက်ဟာ oversold ဒါမှမဟုတ် overbought ရောက်နေပြီဆိုတာကို ပြပေးတဲ့နောက်ထပ် indicator တစ်ခုရှိပါတယ်။ ဒါကို Commodity Channel Index ဒါမှမဟုတ် CCI လို့ခေါ်ပါတယ်။ CCI ဟာ momentum ပြပေးတဲ့ indicator အမျိုးအစားဖြစ်ပါတယ်။ဈေးကွက်ရဲ့အချိန်ကာလတစ်ခုအတွင်းကအချက်အလက်တွေကိုပြပေးပါတယ်။သူရဲ့နံပါတ်ကိုတော့0 +100 နဲ့ -100 အဖြစ် level 3ခုနဲ့သတ်မှတ်ထားပါတယ်။တကယ်လို့ CCI မြင်းကြောင်းက +100 အထက်ကိုမြင့်တက်သွားတယ်ဆိုလို့ရှိရင် ဈေးနှုန်းက average attack ကိုတက်နေတယ်လို့ခန့်မှန်းလို့ရပါတယ်။ဒါ ਔ အကောင်းတဲ့ up trend အဖြစ်ဒါမှမဟုတ် overbought အခြေအနေအဖြစ်သတ်မှတ်ကြပါတယ်။တစ်ဖက်မှာဆိုလို့ရှိရင်လေ CCI က minus 100အောက်ကိုကျဆင်းသွားတယ်ဆိုရင်ဈေးနှုန်းက average ထက်ကျဆင်းနေတယ်လို့သတ်မှတ်လို့ရပါတယ်။ ဒါကိုအားကောင်းတဲ့ down trend အဖြစ်ဒါမှမဟုတ် oversold market အဖြစ်သတ်မှတ်ကြပါတယ်။အဲ traders တွေကတော့ entry signal အဖြစ် zero level ကိုစောင့်ကြည့်ကြပါတယ်။ overbought နဲ့ oversold အပြင် CCI ကို divergent ကြည့်ဖို့လည်းသုံးကြပါတယ်။စိန်းတော့ new high ကိုတက်ပြင်မယ်လို့ CCI ကမတက်ဘူးဆိုရင်ဒါကိုအားနည်းတဲ့ momentum အဖြစ်သတ်မှတ်ကြပြီးတော့ trend reverse ဖြစ်နိုင်တဲ့ signal ဖြစ်ပါတယ်။တတိထားမှာက plus 100ဒါမှမဟုတ် minus 100ကျော်တက်သွားရင် အကောင့်နဲ့ trend ရှိနိုင်တယ်လို့ခန့်မှန်းလို့ရပါတယ်။ဒါကြောင့်ပဲဒီ indicator ကိုတခြား trend following indicator တွေနဲ့တွဲသုံးကြပါတယ်။ CCIO သုံးခြင်းအပြင် momentum ကိုမြင်စေနိုင်တယ်လို့အပြောင်းအလဲကျတဲ့ဈေးနှုန်းအပြောင်းအလဲကိုလည်းမြင်စေနိုင်ပါတယ်။